ไม่ทิ้งตรงนี้ใช่ไหมติดมือเราใช่ไหมเราทิ้งเราทิ้งหน้าห้องนี้ใช่ไหมเราทิ้งหน้าထိုင်းမြန်မာနယ်စပ်ထိုင်းပတ်ချန်းကမဲဆောက်မြို့မှာမြန်မာနိုင်ငံသားတွေကျူးလွန်ခံရတဲ့အုပ်စုဖွဲ့ဓာတ်ခုံမှုနဲ့ဓာတ်ထုတ်မှုတွေနှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရတယ်။ဒါကြောင့်မဲဆောက်ရောက်မြန်မာတွေတတိထားသွားလာကြဖို့မြန်မာနိုင်ငံရဲ့အတိုင်းဝိုင်းကတတိပေးပြောကြပါရတယ်။ မဲဆောက်မျိုးအဖိုးယုံဝင်းတဲ့ကအများသောအိမ်သားတွေမှာမအိဖြူဆိုတဲ့အမျိုးသမီးငယ်တဦးကိုထောင်ကထွက်လာတဲ့ထိုင်းမျိုးသားတဦးကဓာတ်နယ်ထိုးကထပြေးသားခဲ့မှုအော်တိုဝါ28ရက်ကဖြစ်ပွားခဲ့ပါတယ်အဲ့ဒီလိုပဲပြီးခဲ့တဲ့အောက်တိုဘာ26ရက်ည9:00နာရီဝန်းကျင်မှာစားတောက်ဆိုင်ကိုစားတောက်ဖို့လာတဲ့မြန်မာနိုင်ငံသားတဦးကိုအမည်မသိလူအုပ်စုတစုကဓာတ်နယ်ဝိုင်းခုတ်ကထပ်ပြေးသွားခဲ့တယ်လို့အမျက်မြင်တွေ့ရှိခဲ့သူတွေကပြောပါတယ်။ မဲဆောက်မှာအခုလိုမှုခင်းတွေခက်ဆက်ဆိတ်ဖြစ်နေတဲ့အတွက်မဲဆောက်ရောက်မြန်မာတွေတတိထားသွားလာကြဖို့မဲဆောက်မှာရောက်နေတာအနည်း30လောက်ကြာမြင့်ပြီဖြစ်တဲ့ကိုစုံမျိုးကပြောပါတယ်။ဒီအခါကအခုကဒီမနေ့ကမိပြီလို့ပြောတယ်။ဒီမနေ့ဟိုဟာအဲ့ဒီအဒီယာပုံနာမှာပုံနေတာလေအဲ့ဒါသူကြီးအတွေ့လို့ရဲကိုအကြောင်းကြားကြီးဖန်ဒါပေမဲ့သူ့ကိုတရားရင်ဖြစ်အောင်မှာသူသူလက်ကသူနဲ့ဟိုဒါမှတော့ကလေးလက်ပွေပိုင်းနဲ့ တချို့ကလည်းမဟုတ်ပြောတချို့ကဟုတ်တယ်ပြောနောက်အခုဒီ7နိုင်လောက် yes scan မှာတွားတွားကြည့်ဖို့လည်းရှိတယ်ဟုတ်မဟုတ်အရင်ကဒီအဲ2000 2000နောက်ပိုင်းပေါ့2000နောက်ပိုင်းကတော့အဲ့ဒါမျိုးတွေရှိတယ်အဲနောက်ပိုင်းပြီးတော့ဘယ်နဲ့7နှစ်လောက်ပြီးတော့ရက်သွားတာဒီကိစ္စတွေအခုဒီဒီ7နှစ်တွေမှပြန်ဖြစ်လာတာမဆောက်ပါအဲ့ကိစ္စတွေကအရင်တော့အေးတယ်မဆောက်အဲ့ဒါတော့မဟုတ်အခုတော့တော့ပိုဆိုးလာဒီဒီတစ်နှစ်နှစ်နှစ်အတွင်းမှာ အဲ့ဒီကတော့ဟိုဘက်ကလည်းဟိုဘက်ကလည်းကြားပြန်နေနေနေတဲ့ခါကျတော့လေအဲ့မှာလည်းလူပေါင်းစုံဒီဘက်ကိုဝင်လာတာလည်းပါတော့ပေါ့အဲ့လိုမျိုးလည်းပါတယ်နိုင်ငံပေါင်းစုံကလူဝိစီရဲဆိုင်တယ်ဝိစီရောအများကြီးပဲဝိစီကဝိစီကတော့သူတို့ကတော့ဖမ်းတော့ဖမ်းနေတာပဲဖမ်းပြီးတော့ပြန်ပြီးတော့လှော့လှော့ပြီးတော့အဲ့လိုမျိုးတွေရှိတယ်ကောင်းကောင်းရင်းပြီးတော့လည်းပါတော့ပေါ့ အများသောအိမ်နာအတွင်းဓာတ်နဲ့ထိုးခံရတဲ့အမျိုးသမီးငယ်မှာမဲဆောက်ဆေးရုံမှာဆေးကုသမှုခံနေရပြီးအသက်အန္တရာယ်ဆွေးစရာရှိမရှိကိုတော့ဆေးရုံကတစုံတရာပြောဆိုတာမျိုးမရှိသေးဘူးလို့သူကဆက်ပြောပါတယ်။မဲဆောက်ရတဲ့ဖွဲ့ရဲ့ကနဦးဆောင်စားစစ်ဆေးမှုတွေအရနစ်နာသူအမျိုးသမီးငယ်ဟာအဖိုးရုံဝင်းနဲ့ကဝင်းနဲ့တတကော်ဖီဆိုင်မှာအလုံးလုံးနေတာဖြစ်ပြီး အလုံးဝင်တာတလဝင်းချင်မဲရှိသေးတယ်လို့သိရပါတယ်။ အဲ့ဒီလူကပြစ်မှုဟောင်းလဲရှိပြီးသားအခုဓာတ်နဲ့ထိုးပြီးတော့လေသွေးအေးအေးပဲလမ်းလျှောက်ထွက်သွားတာလက်အကျော်လဲပြတ်သွားတယ်အခုတော့အသက်အနေရဲ့မစိုးရင်ရတော့ဘူးလို့မအိဖြူနဲ့နီးစပ်သူတဦးကပြောပါတယ်အမျိုးသမီးငယ်ကိုဓာတ်နဲ့ထိုးတဲ့ထိုင်းမျိုးသားကိုအော်တိုဝါ28ဒီမနက်ပိုင်းမှာပဲထိုင်းရဲတပ်ဖွဲ့ကဖမ်းမိပြီးဖြစ်ပြီးကျူးလွန်ခဲ့မှုကိုတရုတ်ပြတာတွေလည်းဒီမနက်7နာရီလောက်မှာပြုလုပ်ခဲ့တဲ့အကြောင်းထားအိုင်နယ်ပါတွေကထုတ်ပြန်ပါတယ်။ ကျူးလွန်သူအမျိုးသားကိုမဲဆောက်မျိုးအာရှလမ်းမပေါ်ရှိ PTT 73စီရောင်းဆိုင်ထဲမှာရှိတဲ့ ATM ဆက်တွေနားမှာပုံခွန်နေချိန်ဖမ်းမိခဲ့တာလို့သိရပါတယ်။ဒါပေမဲ့အမျိုးသမီးငယ်ကိုဓာတ်နဲ့ထိုးတဲ့အကြောင်းရင်းကိုတော့ MPA အနေနဲ့မသိရသေးသလိုထိုင်းအာဏာပိုင်တွေဘက်ကလည်းထုတ်ပြောတာမျိုးမရှိသေးပါဘူး။စားတောက်ဆိုင်ရှိမှာအုပ်စုဖွဲ့ဓာတ်နဲ့ဝန်ခုတ်ခဲ့တဲ့အမှုနဲ့ပြစ်မှုကျူးလွန်သူကိုလည်းစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။ Música